ဘာတွေဆက်ပြီးတော့လုပ်သွားမလဲဒီပြိတ္တရောဘယ်လိုမျိုးအထီးတွေ့တွေအများကြီးဖြစ်အောင်ဘယ်နေရာမှာဘယ်လိုမျိုးဟိုဒီ relationship ခိုင်အောင်ဘာတွေလုပ်လဲပေါ့နော်ပြီးတော့အဲဒီတကူတော်ပွဲကဘာလို့မလုပ်တာလဲပေါ့ဒါလေးတွေလည်းသိချင်တယ်ပေါ့နော်ဟောတကူတော်ပွဲကိုမစက်နေဟိုးအရင်ပေါ့ပြိတ္တနောက်နေဘာတွေထွက်ခရေမစက်နေကိုတော်တော်များလောက်ခိုင်းကြရပေါ့နော်မစက်နေ dream ကကြတော့ ဟိုမိစက်နေငငယ်တွေကတချင်းရေးကျင်တယ်တချင်းဆိုကျင်တယ်မိစက်နေအရေးကိုပူပါတနာပါအမှန်တိုင်းပြောရင်ပေါ့နော်အဲ့လို public shape ကိုအရန်ထွက်ပြီးတော့မိစက်နေကအဲ့လိုအလုံးလောက်ရမိစက်မိမလည်းမဆန်ဘူးအလားပါလည်းတိတ်မကြိုက်ဘူးအဲ့လိုဝင်စားရပါဝင်အောင်လည်းစဉ်းစားရတယ်မိစက်မကြိုက်ဘူးမှန်တယ်အဘာမွန်းနေလေအဲ့လိုအဲ့လိုမျိုးဖြစ်ချင်တာအဲ့တော့မိစက်ငငယ်ရေးစဉ်းစားရတယ်ပေါ့နော်ဖြစ်ချင်တယ်အဲ့လိုဖြစ်ချင်တယ်အငယ်ရလူရပေါ့နော်မွေးကလေးရပေါ့နော်အဲ့လို uniform တွေနဲ့အဲ့လိုမွေးတာကွာအင်းကြီးကဘာသူတီထွင်တာလဲမိတ်ကပ်တွေကိုလည်းဘာသူတီထွင်လိုက်တာလဲပေါ့နော်အဲ့လိုခောက်တီးပေါ့နော်ဟုတ်တယ် ဲ့လိုမျိုးလောက်ရလို့ပေါ့အခုတော့ပေါ့ငါမှအစားရပြင်နေရတယ်ပေါ့နော်တကယ်မလားအဲ့လိုအဲ့လိုမျိုးမစ္စတီစဉ်းစားမိရယ်အဲ့တော့မစ္စတီကတကူရောရှိုးကိုဘယ်တော့မှလုံးမှာမဟုတ်ဘူးအမှန်တကယ်ပြောရရင်ဘာမှရှင်းနေတော့ရှင်းဒါကပြတ်ပေါ့ operator တွေနဲ့ကျွန်တော်တည်ပြီးသားတော့တကူရောကျိုးမလုပ်ပါဘူးတဲ့ပြီးရောဘာဖြစ်လဲဆိုတော့အဲ့လို stress အရင်များရပေါ့မစ္စန်ရိုဒီအခွေထွက်လို့ promotion ဘွဲလုံးဝင်အောင်ပါလေအဲ့လိုငါစီကိုတရားမှမလာဘူးလုံးမယ်အဲ့လိုမျိုး site ကိုကအရင်ဖောက်နေပါသေးတယ်အဲ့တော့တကူရော show ကြီးကိုလုတ်ပြီးတော့တကူရော show ထပ်စာရင်မစ္စန်ရေတချင်းတစ်တီ album ကမစ္စန်နေရဲ့ ပို့ပြီးယူသွတ်မှုပေါ့နော်ခုဆိုမင်းဆိုင်နေလေးခွေထွက်ပူပါတယ်ကွာနောက်ဆုံးခွေဆိုရင်တစ်ခွေလုံးဆိုင်ကြီးထားရှိမြတစ်လုံးနိုင်တငယ်ချင်းတွေ feature ဆိုတဲ့ artist တွေကငါတို့လည်းဝင်ရေးမယ်ဆိုငါတို့ဆိုရပိုင်မရအောင်မရေးရအောင်ငါညာကြီးရတယ်တို့ဆိုရမယ်အဲ့လိုမျိုးပါအဲ့လိုတယောက်တည်းရေးချင်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမင်းဆိုင်နေရေးရဟာလေးဆိုရဟာလေးပို့မင်းဆိုင်နေဒီ music video ကြီးဆိုလဲမမိုက်လေးရိုက်ချင်တယ်အဲ့ဒီ decor show လုပ်မယ်အစားပေါ့နော်မင်းဆိုင်နေပို့ပြီးတော့ ဒီ new new music တွေကိုမစက်ရင်ပို့ပြီးတော့ဖန်တီးချင်တာအဲ့ဒါမစက်ရင်ငငယ်ရစိတ်ပေါ့နော်မစက်ရင်ငငယ်ရလို့တခုတော့ show weight လုပ်မယ်ဆိုရဲဟာမျိုးစိတ်ထဲမှာမရှိဘူးဗာမဲ့အခွေအများကြီးထွက်ချင်တယ်တခြင်းနေအများကြီးထွက်ချင်တယ်ပေါ့အဲ့တော့အခုဆိုရင် memory the memory lane ဆိုပြီးတော့မစက်ရင်ရဲ့ မိဆိုင်သချင်းဆိုတာ73နှစ်ရှိပြီပေါ့နော်အဲ့တော့ဒီမှာမိဆိုင်ဆိုခဲ့သချင်းနေတဲ့ကပြိတ္တကြိုက်တာလည်းရှိရယ်ပြိတ္တကတိတ်မကြိုက်ဘူးမိဆိုင်နေအကြိုက်ဆုံးသချင်းနေလည်းရှိအဲ့ဟာတွေကိုမိဆိုင်နေက vibe တစ်မျိုးလေးပြောင်းပြီးတော့လုံးဝ chill ပေါ့မိဆိုင်နေအသက်ကြီးလာပြီဆိုတော့အဲ့လိုတောင်လန်းလေးပုံမှာတက်ပြီးနားထောင်နေရထားစင်းသားထောင်နေအဲ့လို vibe မျိုးနဲ့ the memory lane ဆိုတစ်ခွေလောက်ထားတယ်အာနောက်တစ်ခုကအာမိဆိုင်နေဟိုပါပေါ့နော်အခုလောဆိုတော့ out of hibernation ဆိုပြီးထားတယ် hibernate ကနေပြန်ထွက်လာတယ် ဟိုဟာပေါ့မိစံကြီးအခွေအစ်စ်ပေါ့နော်အဲအဲ့ဒါကြောင့်အဲ့လိုအဖျဲသချင်းတွေပါမယ်နောက်မိစံရေးချင်တာရှောက်ရေးထားလိုက်ပါမယ်အသေးကွေးသချင်းတွေပါမယ်လုံးဝ album brand new songs တွေပေါ့နော်အဲအဲ့ဟာလေးနှစ်အဲ့ဟာနှစ်ခုတော့အခုစူးစမ်းနေရပေါ့တယောက်တည်းတည်းအရေးရဲ့အဲ့ထဲမှာတခြားတရေးဆရာလေးတယောက်နှစ်ယောက်တော့ပါမယ်ပေါ့နော်အဲ့လိုမျိုးဒီအခွေကိုပို့ပြီးတော့မိစံကြီးဟိုဂျားရဲမှာလည်းအကြိုင်မဆိုင်လို့ငြိမ်နေခဲ့ရောပေါ့နော်အခုမှပြန်ပြီးတော့လောက်တာတိတ်မကြသေးဘူးဆိုတော့မဆိုင်နေတချင်းတက်တွေအများကြီးကိုပြိတ္တတီစီကိုအရင်ထွက်ချင်ပါတယ်ဟုတ်